မောပန်းစောလမ်းလျှောက်ခဲ့သူတွယ်လမ်းပေါ်လင်းလွင်နဲ့သူတွယ်ဂူညီဖို့သင်ရှိသည်လူစင်ရဲ့လေးမြောင်ပိုက်ပြေဖို့တစ်ခုတွယ်လမ်းပေါ်မှာတောင်းစားသူတွယ် era city lambe ye aun le ma pe bo song ni da ချင်းများဝမ်းအေးဖို့တစ်ခုတည်းလမ်းမတို့ချောင်းစာသူတို့ 달려 ော်တို့ရာဂလီမြူစပန်ကျေးဇူးတူပဲတင်ရှိပါရယ်။ဘုသောမင်္ဂလာပါ။မင်္ဂလာပါဘူး။ဟုတ်ကဲ့ဒေသရှင်မွေလာရဲ့တကယ်ကိုကောင်းတဲ့တခြင်းလေးတပေါ်ပါခင်ဗျာ။အခုလိုမျိုးတော့ကနေပြီးတော့ကုညီပမိုးပေးခဲ့ကြတဲ့ဒီရာဂလီမြူစပန်ပြီးတော့ဆရာတွေကိုမိုးတောင်းနေနဲ့ဗာများပြန်ပြီးတော့ကျေးဇူးတင်စကားပြောကြခြင်းပါလေခင်ဗျာ။ဟုတ်ကဲ့ကျေးဇူးတင်ကပြောခြင်းပါတယ်။ကျွန်တော်အရင်ဆုံးပြောခြင်းတာတော့တခြင်းလေးပေါ့နော်။ဟုတ်ကဲ့။ဒီလမ်းလေးမှာရှိတည်တဲ့တခြင်းလေးကိုအရင်ကြိုက်ပါတယ်။ ဆရာကျွန်တော်ဆရာဆရာဦးမောင်လည်းအရင်တိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တိုက်နေတဲ့လူတွေတချင်းလေးကိုကျွန်တော်ဆရာနဲ့တိုက်ပြီးရွေးချယ်ခဲ့ပါတယ်နောက်တစ်ခုကကျွန်တော်ကိုအကောင်းဆုံးဟိုဒီတချင်းလေးပေါ်မှာဘာရှင်လေးတောင်းပေးတဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်နောက်တစ်ခုကဒီဘာရှင်ပေါ်မှာအကောင်းဆုံးတိခတ်ပေးတဲ့ဒီအကလိဘန်အားလုံးအဖွဲ့အစည်းကိုလည်းကျေးဇူးများတင်ပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ပါတကယ်ကိုပရိသတ်တွေအားလုံးကလည်းသဘောချနှစ်သက်မယ်လို့ယုံကြည်ပါတယ်ဘုသောအနေနဲ့ရွေရသည့်အမှတ်တရလေးတစ်ခုလောက်လည်းဝေမျှပေးပါဦးအဲဒီကျွန်တော် နေရသေးတော့ဘယ်လိုပြောမလဲမြန်မာမြန်မာလိုပဲပြောပါနေရသေးမှာဂျုံခဲ့ရတဲ့အမတ်တရားတွေရှိကောင်းရှိနိုင်မယ်ခုဆိုလို့ရှိရင်တကအာတစ်ခေါက်ဆို25နှစ်လောက်ပြီးပြည်သွားနော်ဒီ25နှစ်အတောအတွင်းမှာနေရသေး25ချိန်လောက်ကြော်ဖြတ်လာခဲ့ရလိမ့်မယ်နော်ဒီကြောင့်ဒီ25ချိန်လောက်ဖြတ်ကြော်လာခဲ့ရတဲ့နေရသေးမှာဘိုးတော်မှာဗာရင်များအမတ်တရားရှိလဲအဲဒါကိုသိကြတာနော်ဟုတ်တယ်မလားဟုတ်ကဲ့အမတ်တရားတွေရှိပါလေအမ်အဲအမတ်တရားတွေကတော့ကျွန်တော်ရဲ့ဒီတကယ်ချင်းနေ ခွက်ခွာတာအရင်ကိုပဲစိတ်မကောင်းဖြစ်ပြီးပါတယ်ဒီဒီနေရာဒီမှာပဲခွက်ခါလဲလဲရတာပါကျွန်တော်ကဒီနှောင်းကကျွန်တော်တကယ်ချင်းနဲ့အဲအဆောင်မှာနေပါတယ်ဟုတ်အဆောင်မှာနေပြီးတော့အရောက်အရောက်18ရောက်ရှိပါတယ်ယောက်ျားလေးတွေပဲကျွန်တော်တို့စုနေတာပါအဲ့ဒီပုံမှာအဲ့ဒီသူတို့တွေကိုအမြဲတမ်းသတိရတယ်အခုဆိုရင်သူတို့တွေကျွန်တော်တို့ TV မှာကြည့်ပြီးတော့အားပေးနေရောက်ပါပြီအမှတ်တရပေါ့ကျွန်တော်ကအဝေးတနေရာကိုရောက်နေလို့မဲ့တကယ်ချင်းနဲ့ရှိဘူး အယောက်ပြန်လာပါပါလို့ဟုတ်ကဲ့ဟုတ်ကဲ့ပါအယောက်18ရလောက်ရှိတဲ့ယောက်ျားလေးထဲမှာမိန်းကလေးများပါခဲ့ရင်လည်းမစင်မပြေပါဘူးဒါတော့18ရယောက်ျားလေးပါလို့လက်ကစားပါမို့တော့နော်ဒီနေ့မှာသူအကောင်းဆုံးတီဆိုရှင်ပြန်ခဲ့တာဖြစ်ပါတယ်မဆိုင်စီခင်ဗျာမိုးတော်ရဲ့တီဆိုရှင်ပြန်မှုပေါ်မှာအရင်ဆုံးဝေဖန်သုံးသပ်ပေးပါဦးခင်ဗျာ ဒီသချင်းနဲ့ဟိုပါဗောနော်ဒီသချင်းကို range လုပ်ပေးတယ်ဆံမြမိုးနဲ့ဒီအကလီပန်ဂီတာတီးပွဲကိုဖွင့်လာအောင်နဲ့အကိုရီအားလုံးကိုရန်ကိုလည်းကြီးစုတင်နေရန်လည်းအမလည်းရန်ဆိုင်တဲ့သချင်းလေးဖြစ်တယ်ဗောနော်ပြီးတော့အမကြည့်တာမောင်လေးကဝေကိုဝေလာရဲ့သချင်းတွေနဲ့အရန်လိုက်တာတွေ့ရတယ်ဟိုတကယ်ပြောတာဟိုဖြစ်နိုင်မယ်ဆိုရင်ကိုဝေလာသချင်းကြီးပဲပြန်ခိုင်းကျင်တယ်တကယ်ပြောတာအရန်ကိုလိုက်လုံးအားကြီးလုံးလို့ပါ အာဒီသချင်းဆိုရလဲအရန်ကောင်းတယ်ခုနဆိုသွားတဲ့ပုံစံကစာ expression ကအစာမျက်နှာအနေထားမူရအခစားဆိုသွားတာလုံးဝ perfect ဖြစ်တာကိုတွေ့ရတယ်အဲကြောင့်ကြိုးစားပါနောက်နေ့အတွက်ကိုလည်းကြိုးစားပါလို့ဗုဒ္ဓမြတ်ရပါစေကျေးဇူးတင်ပါတယ်ပါဆရာမြမိုးတုံးတဲ့ပေါ့ခင်ဗျာအဲ့တော့အခုຫນွေဦးနှုတ်ဆက်တဲ့အနေနဲ့တချင်းတွေရွေးချယ်တဲ့ခါမှာဘုဒ္ဓကဒီချင်းလေးရွေးလာတဲ့ခါမှာအဲအရန်ကိုဝမ်းသာသွားတယ်ဒီတချင်းလေးက ပြောရလို့ရှိရင်ဇာတို့တေးဆရာအချင်းချင်းပေါ့နော်ဟိုနှစ်သက်ပြီးတော့ဟိုအားကြပြီးတော့ဟိုတကယ်ဟိုအရန်ကြက်ရတယ်ဆိုတော့လေပို့ပြီးတကယ်ဒီရှင်လေးကတော်တော်လေးဟိုကောင်းတဲ့ရှင်လေးဆိုတာသိတာပါတဲ့ဒုပညာရှင်အချင်းချင်းတော့မချီးကျူးပဲမနေနိုင်လောက်တဲ့ရှင်လေးပေါ့နော်နောက်တော့ဒီရှင်လေးမှာတကယ်အကောင်းဆုံးအကြောင်းအရာလေးတစ်ခုလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့လူတိုင်းလူတိုင်းကကို့မှာအရေးသွေးလေးတွေအနေအများရှိတာပဲကဘာကျော်လေးလိုအများကြီးမရှိလဲ ကို့မှာတည်တည်လေးရှိတဲ့အရေးအသွေးနဲ့လည်းတကယ်လိုအပ်နေတဲ့သူတွေကိုအားပေးကူညီလို့ရတယ်ဆိုတဲ့အသိလေးကိုလည်းပေးပါတယ်ရေဦးလေးတုံးတစ်လုံးလောက်ပဲဖြစ်ဖြစ်စေတွေမှာရေငတ်နေတဲ့เนาะတကယ်မရှိစင်းရဲသားတွေအားလုံးအတွက်ကိုကဒီလိုစိတ်ထားလေးနဲ့အဲ့ဒါအမှုပညာနဲ့လည်းဆိုင်ပါတယ်အမှုပညာချုပ်ပြတဲ့အခါမှာလည်းဒီလိုပဲကိုကတချို့နေအများကြီးဆူရက်ချင်မှဆူရက်မယ်ဒါပေမဲ့လည်းကိုဆူနိုင်သလောက်လေးနဲ့ပြည့်သက်တွေကိုခံစားမှုရအောင်ပေးနိုင်တယ်ဆိုရင်ဒါရည်ရွယ်ချက်ပြည့်တာပါပဲအဲ့တော့ တကယ်ကောင်းတဲ့ရွေချက်လေးပါတဲ့တခြင်းဖြစ်တဲ့လိုကြောင့်မလို့ဒီတခြင်းကအရေးလည်းကြီးတယ်တစ်ချက်လေးမှားရင်းပြီးတော့ဘလို့လိုက်မြင်တော့ဒီတခြင်းကဟိုတော်တော်ရသာပြတ်သွားမှာပေါ့နော်အဲ့ဒါဒါအနေနဲ့အကောင်းဆုံးဖန်တီးပြီးတော့အဲတတိချာချာလေးကိုအလေးနဲ့ထားပြီးဆိုသွားတာတွေ့ရတဲ့အမှန်တန်လည်းခုံယူပါရဲအဲဆိုသွားတာတီးသွားတာတွေအားလုံးကိုအရန်ကိုသဘောကျလေးစားခုံယူပါရဲလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဆရာကုသုံးသပ်ပြီးပါအောင်ခင်ဗျာ ိုင်ဝဲတွေလည်းပြန်ခဲ့တယ်အများကြီးပဲเนาะအခုရာသက်ပံမှာ finalist တွေကိုရောက်လာပြီပြိတက်တွေလည်းအရန်အားပေးအဲ့တော့ဒီအထဲမှာဆောင်းရံရှောင်းရံဘာလဲဆိုတာလည်းဒါသိပါပြီအကောင်းဆုံးဘယ်လိုလုပ်မလဲဆိုတော့ရှာဖွေတက်သွားပြီအဆိုးဆုံးဘာဖြစ်သွားနိုင်လဲဆိုတာလည်းကိုယ့်ကိုယ်စင်ကျင်တက်သွားပြီတဖြည်းဖြည်းနဲ့เนาะဒါဒီပြိုင်ပွဲကနေရယူရတဲ့သင်ခန်းစာတွေဒါတော်တော်များများလုံလောက်ပြီ ဲ့တော့တခုပဲပြောချင်တာကမိုးတော့ဒီဂီတရေအိုးလေးတူဖြစ်ပါတယ်ဒီဂီတရေအိုးလေးကိုသူ့ရဲ့ချစ်တဲ့ပရိသတ်တွေနော်အားလုံးကဝိုင်းပြီးတော့အရသာရှိရှိနဲ့ရေငတ်ပြည်တဲ့အထိမိုးတော့ဆိုတဲ့ဂီတရေအိုးလေးဝိုင်းပြီးတောက်သုံးနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဒီကနေ့ဆရာကျေးဇူးပါတော့တူတော်ဒီသင်းကဝေလာရဲ့ ဒါအရင်ချစ်စရာကောင်းပြီးတော့ဒိဗေအရင်ရှိတဲ့တခြင်းလေးပါအာကိုရီလည်းအရင်ကြိုက်ခဲ့တာပေါ့နော်ကိုရီအချင်းချင်းကလည်းတကယ်ကြိုက်ခဲ့တဲ့တခြင်းလေးပါအဲ့တော့မှဒီလေးကဒါကကိုနဲ့ life pet တဲ့ကွက်တိဖြစ်အောင်ရွေးချယ်ပြီးတော့ကြီးစိုးသွားရတဲ့ဒီလေးကိုချီးကျူးပြစေနောက်ပြီးတော့မိုးတောက်ကဒါတခြင်းဟိုဆိုးရဲဆိုးရဲအတိုင်းမှာဒီဝေလာတခြင်းကနည်းနည်းပိုများပြီးတော့ဝေလာတခြင်းနဲ့ပိုလိုက်တယ်ထင်ရတာပေါ့နော်အဲ့တော့ဒီလေးရဲ့ ဒီကိုနဲ့ live ဖြစ်တဲ့ပုံစံကိုရွေးချယ်မှုကိုလည်းချီးကျူးပါတယ်။နောက်ပြိသက်တွေကိုအကောင်းဆုံးဖြတ်ပြီးသားတဲ့အတွက်လည်းပြိသက်တွေရဲ့ voting တွေလည်းအများကြီးရပါစေလို့ကိုရောအားလုံးဆုတောင်းပေးပါတယ်။ဒီလိုပါ